သို့တော့ဘဘတော်ငယ်ရဲကဂီတပညာရှင်များဂီတတခုပဲအအောင်စိုက်တယ်ဒီကိမှာအဲ့ site နေလည်းမရှိတော့ဘူး online မှာပဲ online နဲ့သွားနေ online online ဒီလိုသွားနေကြ online မှာရောက်သွားတော့ဘယ်ကိုသွားတယ်လဲဘယ်ဘယ်ကိုပြန်စီးစီးဝင်မလဲဆိုတော့ဟိုရနေလူရှိလို့မရတဲ့လူအများဆုံးရှိတယ်ခုနလွတ်နေတဲ့နေရာတွေကိုနိုင်ငံတကာမှာကိုယ်ချင်းနေလွတ်နေတာတော့ဂီတသမားတွေပန်းဆန်ခွင့်ဆိုတော့မရနိုင်လေဘူးဒီတဲ့ဒီဘက်ပို့ဆိုးလာတာတော့ online နေ online system နေဒီတဲ့ပို့ဆိုးပြောရင်တော့ karaoke စိုင်းနေအများကြီးပေါ့ဟောသူတို့တွေကဂီတနဲ့ပတ်သက်လို့ဒီပုံမှာဇီဝစာနေပြီတော့ဂီတသမားတွေရက်လက်ဝဲကိုတကယ်ပိုင်ပိုင်နိုင်နိုင်မရောက်ရှိသေးဘူးဒီအတွက်ကတော့အများကြီးကြိုးစားနေပါတယ်အများကြီးလည်းခက်ခဲရှိပါလားနော်ဂီတဇီဝလည်း volunteer လေးပဲဖြစ်ပါတယ်တကယ်တခုဖြစ်နေတာရှေ့ရှိုးတွေနဲ့ပတ်သက်လို့ဇော်နဲ့ပတ်တယ်မှာအစိုးရတွေတော်တော်များဆိုရတော့လုံးဝနဲ့သူတို့ရှိကကွင်းပြင်းကြမရောက်မနဲ့ဖြစ်လာရင်ဆိုရင်ဒီသက်ဆိုင်ရာပုံစံတွေကတိုင်ခေါ်ခေါ်ရှင်းရတာပေါ့ခုနပြောသလိုပဲ ိုဂီတမြန်နွေဂီတဖန်တီးတဲ့တချင်းရေးသူတော့ဦးစားပေးကျွန်တော်တို့ကျွန်တော်ဆိုမှာဆိုရေးသူတွေကဘယ်လောက်ဘယ်လိုလဲတချင်းရေးသူပါဘယ်လောက်မရရပါဘူးကိုချင်းလေးဆိုရင်တော့ပြီးသေးတော်ဖြစ်ပါတယ်အဲ့လောက်တော့အပြန်အလှန်လေးစားဖို့လိုအပ်တာပေါ့ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တိတ်ပုံတွေကအကောင်းဆုံး shopping မှာ mercury your shopping partner ဂီတပညာရှင်များတော်တော်များများတော့အစိုးရကြီးပေါ့နော်ဆိုရည်ဒီအားလုံးပေါ့အတန်ပန်းဆိုဆက်ဆက်အလူရှိတယ်အလွာအားလုံးရှိတယ်သို့တော့ဘဘတော်ငယ်ငယ်တည်းကဂီတပညာရှင်များဂီတတခုပဲအအောင်စိုက်တယ်ဘဝတော်တော်တော်များများအအောင်မစိုက်တာများတာပေါ့နော်ဂီတကိုဝင်ဆက်ပြီးကိုယ်တချင်းကိုယ်ဂီတအမှုပြန်တို့ပြည်သူတွေကနောက်တော့ညာနေပြည်သူတွေအားပြီးတော့အဲ့ဒီဘဝမှာပီတိပြီဒီပီတိတဲ့အစားထိုးစရာရလက်အကောင်မရှိဘူးလို့ဂီတသမားထင်ပါတယ်အဆက်ဆက်မှာတော့ဂီတသမားတွေက ကိုအမှုပညာပြည်သူပဲဖြောင်းပြီးတော့သူတို့ခံစားခွင့်ဆိုခက်ဆက်ဆက်မရှိခဲ့ပါဘူး။ဘာလို့တစ်ခေတ္တမရှိဘူးပြ။တိုးတော့ဒီနေ့မှာတော့တိုင်းနိုင်ငံတော်ရဲ့ပြိုးတဲ့ပြောင်းလဲမှုခက်ဆက်တဲ့ကဘာလဲတိုးတဲ့ပြောင်းလဲမှုရှိတော့ဂိတပညာရှင်များအတွက်သူတို့ရဲ့ကာညညာနာစွမ်းအားကိုခံစားခွင့်ဆိုတာဒီနေ့တိုင်းပြည်မှာရှိလာတာပေါ့။ဒါလည်းနိုင်ငံတော်နိုင်ငံတကာအဆက်ဆက်မှာတော့လွတ်တော့တိုးတော့ဂိတစုမှန်းပတ်သက်လို့ပဲပြောပြောလက်ရှိဂိတလောကမှာဒီအတွက်အပြည့်အဝခံစားခွင့်မရှိသေးပါဘူး။ တော့ခံစားမှုရှိအောင်လို့ဒီနေ့လူငယ်တွေတော်တော်များများပါပါတယ်လူငယ်တွေနဲ့လူကြီးတွေပေါင်းစားပြီးတော့ဒီအတွက်ကိုတောင်းဆိုရတာပေါ့နော်ပြောကြတဲ့အခါကျတော့နိုင်ငံတော်ကလည်းအခုဂီတသမားတွေရခံစားဝင်နေပတ်သက်လို့မူဝံခွင့်အဥပဒေဆိုတာထွက်လာတာပေါ့အဥပဒေတော့စတင်ထွက်နေပြီဒီသက်တဲ့စတင်အကောင့်တပုံနဲ့တိတိကျကျကောင်းနေပေါ်နေမှုမရှိသေးဘူးတော့ဂီတတခုတချင်းတမို့ဖြစ်လာဖို့အတွက်ကိုတချင်းရည်သူတယောက်တည်းရဲ့စွမ်းအားမဟုတ်ဘူးသမီးအရှင်ယေရှုရေးနေတယ်လို့သူတချင်းကိုဂီတနဲ့ပန်တီးပေမဲ့အတိပညာရှင်အားလည်းပါတယ် လာတူပဲဒီအသက်ပုံဝင်အောင်ဆိုတဲ့နဲ့အစိုးရအားလည်းပါတယ်ဒီသုံးခုတွေမပြည့်ဝနဲ့အလုံးစနစ်တကျပြန်ပြီးတော့အတန်ဖမ်းမိတဲ့ဗမာဆက်ဆရာလည်းရှိတာအလုံးပေါင်းပြီးတော့တခါပြည်သူကိုဖြန့်လို့ထုတ်လို့ဖြန့်ချီအလွာဆိုတာအလွအလွာငါးလားရှိတော့တော့တချင်းသမုတ်ကောင်းတဲ့ခါမှာတချင်းရှိဆရာတခုလည်းမဖြစ်နိုင်ဘူးပေါ့နော်ဒါအမှန်ပါတော့အလုံးစုပေါင်းတဲ့ခါမှာတော့ဒီနေ့အလွာငါးလားလို့အတွက်ခံစားခွင့်ရှိအောင်လို့ဂီတာဆင်းဝဆောင်ရွက်လည်းရှိတယ်သို့တော့စနစ်တကျနဲ့ဒီနိုင်ငံတော်ကလည်းမလုပ်ပေးနိုင်နေဘူး ျိုးစုလွတ်နေလွတ်လွတ်နေတယ်အများရှိတယ်။အစင်တော့ FN နေလွတ်နေ။ FN ကဂီတာဆိုကတဆင့်ပြီးတော့ FN ဂီတာဆိုကကောက်ယူပြီးတယ်။ပြီးတော့ခုနအလွန်ငားလာရေးဆိုတီးထုတ်လို့ဆက်မှုအဒီအလွှားတို့စနစ်ကြဖြန့်ပြီးတယ်။ဒီငွေကြီးပေးတဲ့ဥစ္စာကိုလည်းဘဘတို့ကမယူထားဘူး။ကမ္ဘောဇာဘဏ်ကိုပဲပို့ရတယ်။ကမ္ဘောဇာဘဏ်နေပဲပေးထားတဲ့လူစင်းတွေဘဘတို့က bank to bank system နဲ့အကောင့်နဲ့အစိုးရတွေကို bank account တွေဖွင့်ခိုင်းအဲ့လိုပို့ပေးတာ။သို့တော့ ကိုဗစ်ပြီးနောက်ပိုင်းမှာတော့ဘယ် FM မရတော့အခြေအနေအားလုံးပါဒါလို့ကဒီတဲ့ဒီဘက်ပို့ဆိုးလာတာကတော့ online နဲ့ online system နဲ့ဒီတဲ့ပို့ဆိုးပြောရင်တော့ karaoke ဆိုင်နေအများကြီးပေါ့ဟောသူတို့တွေကဂီတနဲ့ပတ်သက်လို့ဒီပေါ်မှာဇီဝစာနဲ့ပြီးတော့ဂီတသမားတွေရက်လက်ဝဲဘူးတကယ်ပိုင်ပိုင်နိုင်နိုင်မရောက်ရှိသေးဘူးဒီအတွက်ဘာလို့အများကြီးစူးစမ်းနေပါတယ်အများကြီးလဲခက်ခဲရှိပါလားเนาะဂီတဆိုရင် volunteer တွေပဲဖြစ်ပါတယ် ဘာပေါ်လဲဆိုအားအားနဲ့ဒီပေါ်မှာမိမိအချိန်တွေပေးပြီးဆွန့်လွှတ်တာလုပ်တယ်အများရှိတယ်နိုင်ငံတကာမှာတော့အမှုပညာရှင်တွေကနိုင်ငံတော်အတွက်လူသားစားအဆင့်အမြင့်တစ်ခုတည်းရှိနေတာပေါ့နော်ချမ်းသာတာပေါ့ဘာမှနိုင်မြန်မာနိုင်ငံမှာတော့ဒီစစ်တွေမရောက်သေးဘူးပါဘူးဒါရောက်တဲ့လူငယ်လက်ရောက်နေပါပြီသို့တော့အမှုပညာနဲ့ပတ်သက်ခံစား권တွေတော်တော်များများကတော့ဆုံရှုံးနေလည်းမရှိတယ်ဒါကြောင့်ဂီတာစုကဂီတာသမားတွေအားနဲ့ယူပြီးတော့ဒီနေ့ဆောင်ရွက်လည်းရှိပါတယ်ပူဆိုးတာနိုင်ငံတကာကနေပြီးတော့ ကိုဂီတာတွေနိုင်ငံတကာမှာအများကြီးနားထောင်နေရှိတယ်။အဲ့ဒီကဘယ်လိုသွားလဲဘယ်လိုရမလဲဆိုတော့ဒီနေ့ဂီတာဆိုတာဆောင်ရွက်လည်းရှိတယ်။ဗမာပြည်ဒီမှာခုနလွတ်နေတဲ့နေရာတွေကိုနိုင်ငံတကာမှာကိုချင်းတွေလွတ်နေတာတော့ဂီတာသမားတွေပန်ဆန်ခွင့်ဆိုတာမရနိုင်ဘူး။ဒီဟာစိုးစိုးနေတာဘလူးကရလဲထုတ်လုတ်တဲ့လူတွေလားဒါလဲ100%အပြည့်ရနေတာရှိတယ်။ဒီတွက်ဂီတာဆုံးကြိုးစားနေပါတယ်။တော့ဂီတာဆုံးတစ်ခုတည်းတော့မပြောနဲ့။လောကသားတစ်ခုကအလွန်အားလုံးတကွာစူးစိညင်ညွတ်ပြီးတော့ ဆောင်ရွက်မှာဖြစ်ပါတယ်နိုင်ငံတော်ကလည်းတက်နိုင်တာဥပဒေအရခုဆောင်ရွက်ပေးလည်းရှိပါတယ်အရင်တော့ဆိုနိုင်ငံဘဘတို့ဟိုဘက်ခေတ်တော့ဆို CD တွေထုတ်တော့ပေါ့အဲသေးတယ်ဆိုင်လေးတွေရှိတယ်အစင်ပြန်တာပေါ့ဒီလားတော့အဲ့လိုလိုချိပင်းနဲ့ဒီကိမှာအဲ့ဆိုင်တွေလည်းမရှိတော့ဘူး online မှာပဲ online နဲ့သွားနေအောင် online online ဒီလိုသွားနေရအောင် online မှာရောက်စားတော့ဘယ်ကိုသွားတယ်လဲဘယ်ဘယ်ကိုပြန်စီးစီးဝင်မလဲဆိုတော့ဟိုရနေလူရှိလို့မရတဲ့လူအများဆုံးရှိတယ်တော့ဒါက တာဝန်ရှိသူကဘလူးပဲနိုင်ငံတော်ကတာဝန်ရှိတာမှမင်းတာဝန်ရှိသူကတော့ဂီတစီယိုမယ်တကယ်တော့လောကသားတွေစူးစီးတာနဲ့အဖွဲ့အစည်းဖြစ်တဲ့ကြောင့်တာဝန်ရှိသူဂီတစီယိုကလို့သို့သောနိုင်ငံတော်ရဲ့ဥပဒေနိုင်ငံတော်တတ်မှတ်ချက်စီမင်းစီရင်လုပ်ထုတ်လုံနေရတော့အတူယူပြီးတော့စဉ်းစားလေ့လာပြီးတော့လို့ကအဖွဲ့အစည်းဖြစ်တဲ့သမီးရဲ့အငင်းဘွားကတော့တချင်းနေကိုမသိတကယ်တော့ဘာဖြစ်လို့တချင်းဆိုတဲ့လူနာမည်ကြည့်ပဲကြည့်ပြီးမကြည့်မကြည့်ဝါသနာပါလို့ပဲဆိုတော့တချင်းကြီးကိုတော့ဥဒိတ်ထားဖို့လိုအပ်တာပေါ့ ။သခြင်းရေးတဲ့လူကိုကွင့်ပြုရလေတော့တောင်းတင်တာပေါ့။မတောင်းမနဲ့သူ့ဟာသူလွှင့်နေသူ့ဟာသူမသိဘူးပေါ့။နောက်တစ်ချက်ကလည်းယူဖို့လွှင့်တာမဟုတ်တော့ဘဲနဲ့လုတ်ကင်စားတော့နဲ့လွှင့်တော့ online မှာအပြော်ပဲပုံနဲ့ဒီ online ရရတာရှိနေရလေ။အဲသူတို့လည်းကြားနေမှာတခြားရတယ်လို့ရှိနေရော။အဲ့တော့ဒီခံစားခွင့်တွေကခုနသခြင်းရေးသူတွေမရှိဘူး။အဲ့တော့ဒီလိုပြဿနာတက်လာဂီတာဆင်းကိုတင်ပြလာတာပေါ့။အကိဒါဆိုအိုက်တာတွေကိုပြီးတော့ရှင်းရတယ်ရှင်းရကဒီမှာတော့ပုဂ္ဂိုလ်ခေါ်ရှင်းတဲ့ခါကျတော့ကိုယ်ဆိုင်ခံရင်တော့ဒီမှာဟာစီမှာပဲပြီးတယ် ။ဘာမှမတော်ဘူးခက်ခဲတခုဖြစ်နေတာရှေ့ရှိုးနေတဲ့ပတ်သက်လို့ဇော်နဲ့ပတ်တယ်မှာအစိုးရတွေတော်တော်များဆိုရတော့လုံးဝနေသူတို့စီကကွင့်ပြင်းချက်မရောမနေဖြစ်လာရင်ဆိုရင်ဒီသက်ဆိုင်ရာပုံကိုယ်တွေတိုင်ခေါ်ခေါ်ရှင်းရတာပေါ့ခုနပြောသလိုပဲကိုဂီတများနှွေးဂီတဖန်တီးတဲ့တချင်းရေးသူတော့ဥသာပဲကျွန်တော်တို့ကျွန်တော်ဆိုမှာဆိုရေးသူတွေကဘလောက်ဘယ်လိုလဲတချင်းရေးသူပါဘလောက်မရိုင်းပါဘူးကိုချင်းလေးဆိုရင်တော့ပီသေးတောင်ဖြစ်ပါတယ်အဲ့လောက်တော့အပြန်လာလေးစားဖို့လိုအပ်တာပေါ့เนาะ ။အစည်းအဝါရချင်းဆိုတော့ online မှာ online ရပေါက်တယ်လို့အများရှိတာပေါ့။သို့တော့ခုနကဘာပြောသလိုပဲ။တချင်းရေးလူလည်းမသိဘူး။ရေးလူလည်းဆိုလူလည်းမသိဘူး။အဲ့ဒီကိုဖန်တီးတဲ့တီးတဲ့လူတွေဒီချင်းတို့ပြန်တီးအစ်စ်ပြန်တီးတာမဟုတ်ဘူးနော်။ဒါတွေပြန်ပြီး version ပြန်လုပ်လုပ်နေကြတယ်။ဘလူးမခံစားခွင့်မရှိဘူး။ဒီခံစားခွင့်ရှိအောင်လို့ဂီတာဆိုတာလုပ်တာပေါ့။မစတေဂျိုးလေးတစ်ခုဆိုတော့မှသူတို့ဆိုရင်နာဆိုတာပေါ့။ဘာလို့အခုကြတော့ဒီမှာဂီတာဆိုမှဟိုလူစနစ်ကြလို့တာသူဘယ်ချစ်ဆိုမှလဲ။ ရှင်းနေပြလို့ဆိုအဲ့ဒီမှာကွင်းပြူရရပါလားရပြီလားသူတို့ပေးပေးပြီလားအဲ့လိုဓမ္မရောဒီခုတခုတည်းတော့ဘောတော့၅လောက်ပြန်စဉ်းစားပြရသေးတာလीအဲ့တော့စတေဂျိုးတွေတင်လာကမှာအခုတော့နိုင်ငံတော်ကစတေဂျိုးတွေပဲပြပြဘာပွဲပြဂီတာဆိုရင်ကွင်းပြူရရမှာခွင့်ပေးတာရှိတယ်ဒါတော့အဖွဲ့စည်းရဲ့ဦးနေပေါ့သူတို့ကဂီတာကွင်းပြူတဲ့ခါမှာစတေဂျိုးတွေပတ်သက်လို့ရှိရင်တင်လာတဲ့ခါမှာဘောတော့ဒီအချက်လက်တွေတောင်းရတယ်အဲဂီတာဆိုဝင်သလားလို့လည်းမရဘူးဝင်ရင် तू ကဂီတာ तू အချက်လက်တွေဒီမှာရှိပြီးသားဖြစ်တယ် မုံရံလေးနဲ့ဝင်ဖို့တောင်းပါတယ်မုံဝင်လဲသူ့ဇိုးခွင့်ပေးတယ်သို့တော့သူ့ဘာသူ့ရဲ့အခြေအနေတော့တီးမှာပေါ့ဘာစင်မော်တက်ဆိုတဲ့ကနိုင်ငံတော်နဲ့ပတ်သက်တဲ့လူလာတဲ့အာမှုတွေဆိုရင်ဆိုနေလုံးလုံးနိုင်တယ်နောက်တကရေးတယ်ဆိုတဲ့တီးတဲ့လူကကွပြည့်ရမှာပါစေဒီဟာတွေဂီလာစုကအချိန်ပြည့်နေတိုင်းလုံးတက်ပြီးသားတွေရှင်းနေရတယ်အများကြီးတယ်အပြာလန်လေးစားဖို့ပဲမြင့်တက်ရခဲ့ပါတယ်ဟိုတလောကစိတ်ဆိုးတွေခွင့်မပေးဘူးဆိုပြဿနာဖြစ်ခဲ့ဘူးလို့ပြောတော့အမှားတော့ဒီဟာအမြဲတမ်းခွင့်ပေးတယ်ခွင့်ပေးမှလောကသာစားရတာလीအ မပေးတာမဟုတ်သို့တော့ဒီအချက်လက်တွေပြည့်စုံလို့ရတယ်ဘယ်ရှင်းဆိုမှမသိဘလူရှက်ကွန်ပျူတာမှာပြီးတော့မှကျွန်မကျွန်တော်ဆက်သူဆိုတော့ပြီးတော့ဂီတာဆုံးလောက်ဂီတာဆုံးမသိရဘူးကျူသိတာတော့ပူကောင်းတာပေါ့နော်အရှင်းရေလူရဲ့ကွန်ပျူတာရတော့လည်းကောင်းတာပေါ့ဆိုတဲ့လူရဲ့ကွန်ပျူတာသူ့အတွက်ပူကောင်းပါတယ်တကယ်တော့လုံးတယ်လူကအဲ့ဒီတော့ဂီတာဆုံးကလုံးတယ်ဒီခက်ခဲလက်ဂီတာဆုံးကအများကြီးရှိတယ်ဂီတာဆုံးကအာနာပိုင်အဖွဲ့စည်းမဟုတ်ဘူးသမီးလေးရစီဝင်းအဖွဲ့စည်းဖြစ်တာပေါ့ဒီတော့လက်တစ်ခါကြကျိုးနေမှာဖြစ်တယ်ခုနကဘမပြောပြပါဘီ ဟိုမြန်မာနိုင်ငံဂီတအစိုးရဆိုတော့1963ခုနှစ်ကလောကသားတွေခစ်ဆက်ဆက်ပေါ်လာတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ဘလောက်ပဲပေါ်မှာဂီတအစိုးရအဲ့ဒီခစ်တရဒီနေ့အထိကိုခစ်တွေစနစ်တွေဘလောက်ပြောမပြောအစိုးရကဂီတလောမလောကသားတွေညီညွတ်နဲ့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်တဲ့ကြောင့်ဂီတအစိုးရရဲ့အလန်တော်အောက်ကိုဂီတသမားမှန်မြောက်စူးစီးလို့တယ်။မာဂီတပဲပြောပြောကာလဝမမဟုတ်ပဲပြောပြောခစ်ပေါ်ပဲပြောပြောထုတ်လို့တာပဲပြော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 အားလုံးက တန်စင်ခုနှစ်ပေါင်းမူတဲ့ဂီတဝီယဝမ်းပဲအားလုံးတစ်ခုတည်းပဲဖြစ်တယ်။ဒါကြောင့်တစ်ခုတည်းအဖြစ်နဲ့ဂီတရဲ့အလံတော်အောက်မှာစုစည်းနေညီညွတ်ညွတ်အားလုံးပါဝင်ကြပါလို့ပဲပြတတ်ရခဲ့ပါတယ်သူကြီး။